ားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမနုနုရင်အင်ဝါရေးသားထားတဲ့တယောကလေးနဲ့အဖေဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်တယောကလေးနဲ့အဖေကိုကိုပင်အိုကြီးတွေစိမ့်ညို့အုပ်ဆိုင်နေတဲ့ရွာအပြင်က ကျွန်တော်တို့ရွာတင်ကျိုင်းလေးဟာကြောက်စရာမကောင်းပဲလွမ်းစရာကောင်းပါတယ်ငငယ်တုန်းကတော့တွတ်မိုးတွေလန့်နေတဲ့ဇရက်အိုကြီးရဲ့ကိုကိုပင်အိုကြီးတွေရဲ့ နေပုံမမော့ရရဲ့ဟာကျွန်တော်တို့မောင်နှမအတွေ့ကြောက်စရာပေါ့ဒါပေမဲ့အဲ့ဒီကြောက်စရာအလုံးဟာ အမေသေးပြီးတဲ့အချိန်ကစပြီးကျွန်တော်တို့မောင်နှမတွေအတွက်လွမ်းရာတွေအဖြစ်ပြောင်းလဲသွားခဲ့ရတယ်လွန်ခဲ့တဲ့နှစ်နှစ်ခုလိုပဲလေပူပူတွေတိုက်နေတဲ့အချိန်မှာအဖေရဲ့ကျွန်တော်တို့မောင်နှမ6ယောက်ရဲ့ဒီတင်းကြိုင်းလေးတွေကအမေရဲ့လက်လက်ဆက်ဆက်မြေပုံမမော့လေးပြီးမှဝမ်းနေကြွယ်ငိုရှိုက်ခဲ့ကြရတယ် အမေဆုံးတော့အဖေအသက်က48နှစ်။ဒါအကြီးဆုံးကျွန်တော်က22နှစ်။ဒုတိယနှစ်တင်ချာကျောင်းသား။အငယ်ဆုံးကောင်ဖိုးကျိတ်ကလေးကမှ3နှစ်သားပဲရှိသေးတယ်။ဖိုးကျိတ်ကလေးကိုအဖေပွေထားရင်အမေအမေပုံပေါ်ကို တပေါက်ချင်းကြခဲ့တဲ့အဖေမျက်ရည်တွေကိုကျွန်တော်မြင်နေမိတယ်။ခုတော့နှစ်နှစ်ကြာခဲ့ပြီဖြစ်တဲ့အမေမြေပုံပေါ်ကမျက်ပင်ရှည်တွေကြာမှာအဖေရဲ့မျက်ရည်ပေါက်အရာလေးတွေကိုကျွန်တော်ရှာလို့ဖယ်ရနိုင်တော့မလဲလေ မြက်ပင်ပေါင်းပင်တွေရှုပ်ထွေဖုံးအုပ်ပြီးပြားကွယ်လူမတက်ရှိနေတဲ့ကျွန်တော်ရှိကမြေပုံလေးဟာနောက်နှစ်နှစ်လောက်ဆိုရှိချင်မှရှိတော့မယ်။အမေမြေပုံပေါ်ကမြက်ပင်တွေကိုကျွန်တော်စတင်ဆွဲနှုတ်လိုက်တယ်။အမေမရှိတဲ့နောက်ပိုင်းမောင်နှမ6ယောက်လေးအဖေကိုပို့ချစ်လာကြတယ်။ပို့အားကိုးလာကြတယ်။အမေထက်တောင်ပို့ပြီးပြုစုယူရနိုင်ဖို့စူးစမ်းကြတယ်။အဖေတခုခုဖြစ်မှာကို ကျွန်တော်တို့တိတ်ကြောက်ကြတာပဲအမေရဲ့။ဒါပေမဲ့အမေရဲ့ အမေမြေပုံဘေးကနေကျွန်တော်ထရက်လိုက်တယ်။သွားတော့မယ်အမေရ။ရွာဖက်ကိုကျွန်တော်ဖြစ်ဖြစ်ရှောက်ခဲ့တယ်။အမေကိုဒီထက်ပိုပြီးကျွန်တော်စိတ်ဒုက္ခမပေးချင်ပါဘူး။ကျွန်တော်လက်ဆွဲအိတ်ထဲမှာအဖေအချစ်ဆုံးသမီးကျွန်တော်ညီမလေးရဲ့မျက်ရည်စွန့်ထင်ထားတဲ့အစာကလေးတစ်ဆောင်ရှိတယ်။အကိုအမြန်ပြန်လာပါ။အဖေမိမယူတော့မယ်တဲ့။အဖေကိုရအောင်ပြောတော့အကို။အကိုပြောရင်အဖေကရမှာပါ။ကျောက်တို့စကားကိုတော့အဖေကနားမထောင်တော့ဘူးအကို။ ကျုပ်တို့လည်းလိုလိုသိမရှိအောင်ကိုပြုစုပါတယ်အမေတို့ကထထောင်ပို့ရွေးပို့ပါလိမ့်မယ်ပေရောင်နှံရောင်ကိစ္စတွေအတွက်တောင်ကျုပ်နဲ့အငယ်ကောင်ကသွားတာပါအဖေကမတော်ခိုင်းတော့ဘူးဒါကောပဲအဖေကနေပြောတယ်မထင်တော့ကျုပ်တို့ဘယ်နဲ့လုပ်ရမလဲဆယ်တန်းကထွက်ပြီးအိမ်ထောင်ဝင်ထင်းရရှာတဲ့ကျွန်တော်အောင်ညီမအကြီးဆုံးလေးရဲ့တောတို့အဖွာကြီးလိုဟန်ပန်လေးတန်းအောက်မှာကျွန်တော်တို့မောင်နှမ၅ယောက်ငြိမ်သက်နေကြတယ် ကျွန်တော်တို့ထိုင်နေကြတဲ့ကုပစ်လေးဟာအရင်ကမိသားစု၈ယောက်တိုးဝှေ့ထိုင်နေကြတဲ့အဖေလက်ရာကုပစ်လေးပေါ့အကောလုံးသူမျက်နာကိုအာကုတ်တကြီးဝိုင်းကြည့်နေကြတဲ့မျက်လုံးလေးတွေကိုကျွန်တော်မြင်ရတယ်။မိထွေးဆိုတာကိုတိနာလေတဲ့အကြီးခင်ပုံရဲ့မျက်လုံးခင်ဖုံးအောက်ကစိတ်ချမ်းကိုချမ်းဖိုးထောင်ရဲ့ဒေါသမျက်လုံးဖိုးထောင်အောက်ကအဖေအချစ်ဆုံးခင်တွဲရဲ့မဝမ်းနဲ့မျက်လုံး ခင်ထွေးအောက်ကယောဂတဲ့ခင်အေးကလေးရဲ့ထိတ်လန့်အားငယ်တဲ့မျက်လုံးအငယ်ဆုံးဖိုးကျိတ်ကလေးရဲ့မျက်လုံးကလေးတွေကတော့ဘာမှမသိနားမလဲစွာ အပြစ်ကင်းစွာဟိုတီးကြည့်ရှာလုံးတပြင်းတစ်ချက်ကိုကျွန်တော်အသာလေးချလိုက်တယ်အဖေအခုပဲသွားလဲရေခက်လန်းနေမှာပေါ့ညနေတိုင်းစပိန်နဲ့မိမပိုးထွက်နေကြဒီနေ့ကျောက်ကစပိန်တော့ကိုဝှက်ထားလိုက်လို့အဲ့ဒါခင်တွင်းမလို့အကိုရဲ့ ကျောက်သားဆိုမှန်ခံရအောင်ပါ။ဟိုတလောကလည်းအဲ့ဒီဟာမှအင်ရှစ်ဖြတ်တော့ကျောက်ကစောင်းပြီလို့ထင်းပေါက်ချမ်းနဲ့ရွယ်ခံရတယ်။အေးဟာ စိုးတာကတော့အဖေယူမဲ့စိတ်ကူးတဲ့မိန်းမဟာနင်းနိုးနဲ့မသိမ်းမြင်ဖြစ်နေတာပဲ။အိုးအဖေနဲ့ရွယ်တူဆိုလည်းမယူရပါဘူး။ခင်တွေးကတော့အဖေဘယ်မိန်းမကိုမှယူတာမကြိုက်ဘူး။အဖေမိန်းမယူလိုက်တာနဲ့ကျောက်တို့မိသားစုလေးအစိတ်စိတ်အမော်မော်ဖြစ်သွားမှကြောက်တည်တယ်။ အကြီးမခင်ဖုံးအတန်ကငိုတန်ပါလာတယ်။သူ့ကောင်းလေးကိုဘာမှအရေးမကြီးသလိုမျိုးကျွန်တော်ပုံလိုက်ရတယ်။ကဲပါကွာဒါရီအကုတ်တာဝန်ထားအဖေကိုအကိုပြောမယ်။ဟောအဖေလာပြီဟဲ့ငါးနှစ်သားဖိုးကျိတ်အော်ပြီးကုပြစ်ပေါ်ကခုံချပြေးတဲ့စီကိုကျွန်တော်တို့မောင်နှမတွေကြည်လိုက်ကြတယ်။ခြံဝမှာအဖေရဲ့ဟာငါသာကြည်ပါလား အဖေကကျွန်တော်တို့စီခတ်တသွဲရှောက်လာတယ်။အဖေကလန်းဆန်းတော်လလုံးခေါင်းလေးစီနန်းကလည်းမှွေးပြန်လုံးအယောင်နုနုပစိုးကွက်စိတ်လေးနဲ့တိုက်ပုံကလေးနဲ့အရက်ကလေးကလည်းခက်ပြပြဆိုတော့အသက်50အဖေဟာအရွယ်တင်နှုတ်ပြောလို့နေတယ်။ငါသားကြီးဘယ်တော့ကရောက်နေတာတော့ဟ။ခုပဲရောက်တာအဖေ။အဖေကုပြစ်နာရောက်တာနဲ့ခင်မုံတို့ခင်တွေတို့ညီမ၃ယောက်ပြုတ်ဆိုကုပြစ်ပေါ်ကနေပျောက်သွားကြတယ်။ ဖိုးထောင်လဲလစ်ပြီးကိုပြစ်ပေါ်အဖေထိုင်မလို့ရှိသည်ထန်းပလက်ကလထန်းတလုံးကိုမလာတဲ့ခင်ထွေးရောက်လာတယ်အဖေနားမှာချပေးပြီးနောက်တလုံးအပြည့်အလွာသွားတဲ့ပြန်နေနာလေပြီးသွေးအားနဲ့ယောဂရှိရှာတဲ့ခင်အေးကလေးအဖေ့အကြိုင်လက်ဖက်သားစီစိန်စက်တွန်ကြောပကံလေးနဲ့အမဲချဖို့စီစံပကံကိုတည်လာတယ်။နောက်ကအကြီးမခင်ဖုံးကတော့လင်ပန်းလေးတစ်ချက်ပေါ်မှာအဖြူပလင်းရဲ့ရေမက်ခွက်ရဲ့ ဖန်ခွက်တလုံးရဲ့ကိုတင်လို့ညီမတုံရမှာအဖေရဲ့ညနေချိန်ဝတရားအတွေ့ပြနေကြရှာတယ်။ငါသားကြီးအတွက်ဖန်ခွက်တလုံးယူခဲ့ပါအောင်ဟ။တို့သားဖာတွေ့ရခဲ့တယ်။ခင်တွေးကလေးကဖန်ခွက်တလုံးအပြေးအလွှာသွားယူရှာတယ်။ပြီးတော့အဖေရင်ခွင်ထဲကဖိုးချိတ်ကိုခေါ်သွားတယ်။ချမ်းပလက်ကလထိုင်းနှလုံးအပေါ်မှာကျွန်တော်တို့သားဖာထိုင်ကြတယ်။ကိုပြစ်ကိုစပွဲတစ်ဖွဲထားလို့ပေါ့။အဖေကကျွန်တော်ခွက်ထဲကိုအယံငှဲ့ပေးတယ်။ ရေထည့်ပေးတယ်။အဖေဟာအလိုက်သည့်နားလေချစ်စရာကောင်းတဲ့အဖေပါ။တားအောင်ကငါသားကြီး။အရက်တကြိုက်ကိုအသာကြိုက်ရင်စကားစကိုကျွန်တော်စဉ်းစားတယ်။ဘယ်လိုစရမလဲ။အရက်ခွက်ကိုတခါတည်းခွက်ကနေမော့ချပြီးရေတကြိုက်ကြိုက်ချ။လက်ဖက်တစုံကောင်းမြုံလိုက်တဲ့အဖေကတော့ကျွန်တော်ဘာဖြစ်နေလဲဆိုတာကိုသတိထားမိဟန်မတူပါဘူးကျွန်တော်ချောင်းတစ်ချက်ဟန်လိုက်တယ်ဖန်ခွက်ကိုခတ်တင်တင်ဆုံလိုက်တယ် အဖေအဖေမိမယူတော့မလို့ဆိုအေးဟုတ်တယ်အဖေကလက်ဖက်ဝါတာမပြတ်ပါဘူးအပြုံးလည်းမပြတ်ဘူးပို့ပြီးတော့တောင်ပြုံးလာတယ်လို့ပါပဲငါသားကြီးရမင်းတို့ကအချိန်တန်တော့အဖေကိုခွဲသွားကြမှာကွအဖေကတယောက်ထဲကြံခဲ့ရမှာအဖေတယောက်ထဲနေမဖြစ်ဘူးကွမင်းနားလဲပါလေသားကြီးရကျွန်တော်အဖေကိုခေါင်းရမ်းပြလိုက်တယ်အရက်တကြိုက်ကိုလည်းမော်လိုက်တယ် အဲ့ဒါကြောင့်အဖေယူမယ်ဆိုရင်အဖေမှားပြီအဖေမှားပြီဟုတ်တယ်အဖေအဖေမှားတယ်အဖေစဉ်းစားကြည့်ပေါ့အဖေကသားသမီးအရေအရွယ်ရောက်ပြီးခွဲသွားတဲ့အခါတယောက်တည်းကြမှာဆိုလို့မိမယူမှာမဟုတ်လားအဖေရအဖေသားလေးဖိုးချိတ်ဟာခုမှ9နှစ်ပဲရှိသေးတာပါသူအရွယ်ရောက်ဖို့နောက်ထပ်အနှစ်20လို့ပါသေးတယ်ကျွန်တော်တို့အကြီးတွေကအဖေကိုခွဲသွားတဲ့ထားအောင်အဖေဖိုးချိတ်လေးနဲ့အနှစ်20နေလို့ရပါသေးတယ် အနည်း20ဆို အဖေစဉ်းစားကြည့်လေအဖေအသက်80ရှိပြီကဲအဖေဘာမိမယူစရာလိုတလဲအဖေရငိန်သွားတဲ့အဖေကို မျှော်လင့်တကြည်နဲ့ကျွန်တော်ကြည့်လိုက်တယ်။နော်အဖေမိမမယူပါနဲ့တော့အဖေရကျွန်တော်တို့မိသားစုလေးဒုက္ခရောက်ကုန်လိမ့်မယ်ကျွန်တော်တောင်းပါပါတယ်။အဖေကကျွန်တော်ကိုမကြည့်ပါဘူးအရက်ခွက်ကိုပဲတရှိန်တော့မော့ချလိုက်တယ်။အဖေယူဖို့ဆုံးဖြတ်ပြီးပြီကွာ။ ရုတ်တရက်ကျွန်တော်အသွားတယ်။အဖေကတော့ရီဝဲဝဲမျက်လုံးတွေကို ပလက်ကလက်ထိုင်းမှာခေါင်းတင်မေးစင်းရကအိမ်ဖက်စီကိုလှမ်းអော်တယ်။ခင်ရွေးရေအဖေတရောလေးယူခက်ဆန်းဟိချက်ချင်းဆိုတလို့ရောက်လာတဲ့ခင်တွေးစီကတရောအိမ်ကို အဖေယူတယ်။ပြီးတော့သူ့တရောနဲ့ထိုးရံကိုထုတ်တယ်။ဒီပစ္စည်းကလေးကြောင့်တောသားနဲ့မတူတဲ့ကိုစိန်မောင်ဆိုတဲ့အဖေကိုမန်းငွေတင်ဆိုတဲ့တောသူအမေကချစ်ခင်ဆုံးမခဲ့တယ်။ ဒီပစ္စည်းကလေးကြောင့်ပဲအိမ်အောင်တက်တလျှောက်လုံးမှာအလုံးမလုံးချင်သူတကူကောင်းဆန်သူတောသားလိုမနေသူအဖြစ်အဖေကိုအမေကဆွဆွဲရန်ဖြစ်ခဲ့တယ်။မျက်လုံးတွေကိုစုံမိတ်ပြီးတရောတန်ကိုဆန်းနေတဲ့အဖေကိုကြည့်ရင် အရက်သွေးကြွစားကျွန်တော်စိတ်တူဒေါသဖြစ်ချင်လာတယ်။အဖေမတရားဘူးဗျ။အဖေတရောတန်ရက်သွားတယ်။ကိုပစ်ကိုကျွန်တော်လက်နဲ့ပုတ်လိုက်တဲ့အချိန်ကလည်းနည်းနည်းပြင်းပုံပေါ်တယ်။ အဖေ့မျက်လုံးတွေကိုကျွန်တော်ဆိုက်ကြည့်လိုက်တယ်။တကယ်တမ်းအရွယ်ရောက်နေတဲ့သူတွေကသားသမီးတွေဒါပေမဲ့အရွယ်ရောက်ချင်နေတဲ့သူက ဖေအေလို့သူဖြစ်နေတယ်။ဘယ်တရားမလဲ။အဖေပထမအကြိမ်အရွယ်ရောက်ပြီးပြီလေဗျာ။အခုဒုတိယအကြိမ်ထပ်ပြီးအရွယ်ရောက်ချင်နေဆိုတာကတော့ဗျာ။ဒီမှာကျွန်တော်ဖိုင်နယ်ကျောင်းသားဗျာ။ကျွန်တော်လည်းမိမလိုချင်တာပဲ။အရွယ်ရောက်ချင်တာပဲ။ဒါပေမဲ့မအေးမရှိတဲ့ညီအကိုမောင်နှမတွေအတွက် ကျွန်တော်မှတာဝန်ရှိတယ်ဆိုတာသိလို့ရီးစားတော့မထားခဲ့ဘူးဗျာဟမ်ဖေအေလောက်တဲ့သူကတော့ကျွန်တော်တော့သားကိုဖြတ်ပြီးအဖေရဲ့ချစ်တမျှကိုတယောတန်ကဝင်လာတယ်။အရင်အဖေဒီလိုတယောထိုးပြီဆိုရင်အဖေကိုကျွန်တော်ကြည့်မွားခဲ့ပါဘူး။ဒါပေမဲ့ဒီတစ်ခါမှာတော့ကျွန်တော်ထိုင်ခုံပေါ်ကနေဝုန်းကနေထားမိတယ်။ဒီမှာကိုပြောခဲ့တဲ့စကားလုံးတွေများကိုဟောက်ကိုပြန်စစ်စားပါအောင်။ဗါတယ် တိုင်းပြည်အတွက်ဆိုကိုကြိုးဆွံ့ရမယ်အနစ်နာခံနိုင်ရမယ်ကွာငါသားကြီးရတဲ့သွားစမှာတိုင်းပြည်အတွက်မပြောနဲ့ကျွန်တော်တို့လူလေး6ယောက်အတွက်တောင်အနစ်နာမခံနိုင်တဲ့သူကများအကိုအကိုအတန်ရောလူရောတုံနေတဲ့ကျွန်တော်ကိုနှမတွေကဖတ်ထားကြတယ်အဖေကတော့ကျွန်တော်တို့မောင်နှမတွေကိုရှိတယ်လို့တောင် ထင်ဟန်မတူပဲမျက်စိစုံပိတ်ပြီးချစ်သမျှကိုမှနှစ်မျောလို့ဒီလိုလုံးလို့ရကြလားအဖေရား ကျွန်တော်မှာအချိန်တစ်ပတ်ရှိသေးတယ်။ဒီတစ်ပတ်အတွင်းမှာအဖေမိန်းမမယူဖြစ်အောင်ကျွန်တော်တို့မောင်နှမတွေစူးစမ်းပြမယ်။နောက်နေ့ကစပြီးကျွန်တော်တို့မောင်နှမတို့ရဲ့စစ်စင်ရေးကိုစတင်ခဲ့ပါတယ်။ပထမဆုံးတိုက်ကွက်ကအနုနေတိုက်ကွက်တစ်ခုအနေနဲ့အကြီးမခင်ပုံးကဗာမင်တန်၅ပြားတောက်ချလိုက်တယ်။ဒါပေမဲ့အဖေကိုတော့ခင်ပုံဘာမင်တွန်တွေအများကြီးတောက်ပြစ်လိုက်တဲ့ဆိုပြီးအဖေမိမပိုးထွက်ရာရေခက်လန်းကိုလိုက်ခေါ်တာပေါ့ ကျွန်တော်တို့ဂျန်တဲ့မောင်နှမတွေကလူမှန်းသူမှန်းမသိအောင်အိပ်ပျော်နေရှာတဲ့ခင်ပုံးပေးမှာဝိုင်းပြီးပြရာခက်နေကြတဲ့အချိန်မှာအဖေရောက်လာတယ်။အေးအေးဆေးဆေးပဲအဖေရောက်လာတာပါ။အဖေပြေးမလာပါဘူး။အဖေကိုမျက်နှာနဲ့ကြောက်လန့်ဝမ်းနေနေတဲ့ယောဂသက်ခင်အေးကလည်းအာကိုတကြီးငိုလိုက်တာကိုလည်းအဖေကမသိကြုံကြုံပြုလို့အဖေဘာလုပ်တယ်လဲဒီလား။အိမ်ထရန်ကတရောကိုလှမ်းယူပြီးကျွန်တော်တို့စီကို အဖေလှမ်းပြောတယ်။ ခင်ဖုံးတည်ပြီလားတည်လို့ကတော့တယောကလေးနဲ့အဖေကအတုပချလိုက်ရုံပဲဗျာကျွန်တော်တို့ရဲ့အမှုနေတိုက်ခွက်တစ်ခုဟာအရှုံးကြီးရှုံးခဲ့ရပါတယ်နောက်တစ်ခါမှာတော့စိတ်ချမ်းကိုချမ်းကျွန်တော်ညီဖိုးထောင်ကိုသုံးပြီးအချမ်းနေတိုက်ခွက်ကိုကျွန်တော်တို့မောင်နှမတွေပြင်ဆင်ကြတယ်ညနေစောင်းအဖေအဖြူလေးနဲ့တယောလေးနဲ့လက်ဖက်လေးနဲ့တွဲဖက်မိဝဲနေတဲ့အချိန်မှာဇာတိုက်ထားတဲ့အတိုင်းဖိုးထောင်မှုပြီးရောက်လာတယ် လက်ထဲမှာလည်းတရှိကြီးတဝင်းဝင်းနဲ့ပေါ့ဟေးဒီနေ့ညနေဖိုးတောင်လူနှစ်ယောက်တက်ဆရာရှိတယ်ကွဖိုးတောင်အော်တန်ကြတော့အဖေတရော်တန်ရက်သွားတယ်ကျွန်တော်ကတော့အရေးအကြီးကြီးရတာပေါ့ဖိုးထောင်ကမူးလာရင်တကယ်သွေးဆိုတဲ့ကောင်ကျွန်တော်ကိုကြောက်ပေမဲ့ကျွန်တော်ချောင်းဟန့်လိုက်ရင်တော်ရမယ်ဆိုပြီးတော့လဲဇက်တိုက်ထားပေမဲ့ဒီကောင်တိတ်မှုပြီးကျွန်တော်အော်စာမကရင်ဒုက္ခတတ်မယ်ဖိုးထောင်တတ်မယ် လူနှစ်ယောက်ကောင်းကိုဖြတ်ကိုဖြတ်မယ်။ခေါင်းတစ်ကောင်းကတော့ဟောဒီနားမှာလင်ရှိတယ်။နောက်တစ်ကောင်းကတော့ရွာတောင်ပိုင်းမှာရှိတယ်။ဖိုးထောင်အကြောင်းကိုသိရမယ်ကွ။ဖိုးထောင်ကျန်းတက်တာကိုကျွန်တော်သိတယ်လို့အဖေလည်းသိတယ်လေ။အဖေတယောက်ကလေးကိုခြာပြီးကျွန်တော်နားရောက်လာတယ်။ငါသားကြီးမိကြီးကိုပြောဆန်းကွာ။ကြော်မကောင်းကြားမကောင်းတွေဖြစ်ကုန်မယ်။မကောင်းဘူးကွ။အတော်ခက်တဲ့ကောင်။ကဲငါသားကြီးပြောဆန်းမှာကွာ။ ဘယ်ရမလဲကျွန်တော်ကခက်အေးအေးပဲဒီနေရာမှာအကွက်ပေါ့ဖိုးထောင်ပါလို့ဒီလိုလုပ်တယ်ဆိုတာအဖေသိပါတယ်အဖေဂရိပေးလိုက်ပေါ့တုံလုံးနေတဲ့အဖေကကျွန်တော်ကိုမျက်နှာငယ်လေးနဲ့ပြန်ကြည့်တယ်အဖေဂရိမပေးနိုင်လို့ပါငါသားကြီးอ่ะအော်အဖေကဒီလိုလားကျွန်တော်အိမ်နောက်ဖေးဖက်ကိုဒေါသနဲ့ခြာခနဲလှည့်ဝင်လာခဲ့တယ်ဖိုးထောင်ကိုကျွန်တော်လည်းမနိုင်ဘူးအဖေ ဒီလိုဆိုလဲအဖေခံလိုက်ရုံပေါ့ကွာတတိရေတိတ်ရှိနေတဲ့အဖေစကားတန်နဲ့အတူဝမ်းကောင်းတန်ကျင်းနဲ့အော်ပြေးလာတဲ့ဖိုးထောင်တဲ့နှမရီအော်တန်ကိုကျွန်တော်ကြားလိုက်ရတယ်။ကျွန်တော်မျက်လုံးတွေပြကနေဖြစ်သွားပြီးဖိုးထောင်စီကိုကျွန်တော်ဘယ်လိုရောက်သွားမှမသိဘူး။ဖိုးထောင်လက်ထဲကဒါကိုကျွန်တော်လှုပ်ပြီးသားဖြစ်နေတယ်။ဖိုးထောင်ကိုတအားအော်ငေါ့ကျိန်ပေါင်းပြီးသားဖြစ်နေပြီ။ကျွန်တော်ညီမ၃ယောက်ကလည်းအဖေကိုအုံမိုးကွယ်ဖတ်ထားကြလို့ လာစမ်းလာစမ်းဖိုးထောင်မင်းကွာငါပြောထားတာနဲ့ဒေါသနဲ့ကျွန်တော်ဆွဲခေါ်တဲ့နောက်ကို ဖိုးထောင်တရွတ်တိုက်ပါလာတယ်ကြုံမလို့ပါဘူးအကိုရအဖေကိုကြုတ်တကယ်လို့ပါမလားအကိုမှားထားတာကြုံမှတ်မိပါတယ်ဗျအကိုကကြုတ်ကိုကြုတ်ကိုရွာကံပောင်းပေါ်မှာကျွန်တော်တို့နှစ်ယောက်ဖက်ပြီးငိုခဲ့ကြရတယ်အဖေကိုတော့ကျွန်တော်တို့ရှုံရပြန်လာပါပဲ။ ဒီတစ်ခါတိုက်ကွက်ကတော့ကျွန်တော်တို့မောင်နှမတွေအားအထားဆုံးအဖေ့အသည်ခင်ထွေးရဲ့တိုက်ကွက်ပေါ့ခင်ထွေးကသူ့အလှဲ့မှာ အဖေ့ကိုနိုင်ကိုနိုင်ရမယ်တဲ့ခင်ထွေးတိုက်ကွက်ကဘာလဲဆိုတော့ရွာထဲရှောက်လဲပြီးအဖေနှစ်လက်ထမင်းပြတ်စားမဲ့အချိန်မတိုင်ခင်လောက်မှာကျွန်တော်တို့ခြံနောက်ဖေးစီယိုကလူးလိကြဖူးပြီးအလွန်မြင့်အလွန်လဲကိုင်းဆက်တဲ့ညောင်ညိုပင်ရဲ့အမြင့်ဆုံးတက်ကိုင်းပေါ်ကိုတက်နေတယ်လေတက်တုံးကတော့လှေကားလဲပေါ့ ပြီးတော့မှကျွန်တော်တို့ကလှေကားဖယ်ထားပြီးအဖေကိုဆောင်ရတယ်။အဖေလဲလာရောခင်တွေးကတစ်ပင်ပေါ်ကလှမ်းခေါ်တယ်။အဖေလို့ခေါ်လိုက်တဲ့ခင်တွေးအတန်လေးကတုံနေရှာတယ်။တစ်ပင်ပေါ်မှာသူဘယ်လောက်ကြောက်နေရှာလဲမသိဘူး။ခင်တွေးအတန်ကိုကြားတော့အဖေလိုက်ရှာတယ်။အဖေကြောက်ဒီမှာအဖေမိမယူရင်ကြောက်ဒီပေါ်ကခုံချလိုက်မှသိလား။ တပင်းပေါ်ကခင်တွဲကိုကြည့်ပြီးအဖေဖြစ်သွားတဲ့မျက်နှာဟာကျွန်တော်တို့မောင်နှမတွေကိုအားတက်စေပါတယ်။သူ့သမီးခင်တွဲကြတော့အဖေမျက်စိမျက်နှာပြက်ပြီးတုံသွားလိုက်ပုံများတော့တခါတည်းတပင်းအောက်ကိုပြေတော်တာပဲ။ခင်တွဲသမီးမလုံးနဲ့ငငယ်လေးနေအဖေလှေကားထောင်ပေးမယ်ကြာလား။ဟင့်အင်းကြောက်မစင်းဘူးအဖေမိမမอยู่ဘူးလို့ဂရိပေးမှာစင်းမှာနှမို့ရင်ကြောက်ခုံချမှာပဲ။ အဖေကတောက်တစ်ချက်ကိုခောက်တယ်။ပြီးတော့အိမ်စီကိုပြန်သွားပြီးအဖေပြန်လာတော့လက်ထဲမှာတမြောင်နဲ့ခင်ထွေးအဖေကိုကြည့်။ညီးခုံချတာနဲ့အဖေကိုအဖေဓာတ်နဲ့ထိုးလိုက်မယ်။မထိုးရဘူးမထင်နဲ့။ညီးတော့ကအဖေကိုစမ်းတာပေါ့ဟုတ်လား။ဒီမှာကြည့်။ရုတ်တရက်သူ့လက်ဖြံကိုအဖေဓာတ်နဲ့ထိုးဆိုင်လိုက်တယ်။အဖေလက်ကတွေးကိုမျက်နာနဲ့ခင်ထွေးတယောက်ဆူဆူဝါးဝါးအော်ရင်းတစ်ပင်ပေါ်ကတရကြန်စင်းကကျွန်တော်နဲ့ဖိုးထောင်အပြေအလွှားလှေကားသွားထောင်ရတယ်။ ကျွန်တော်တို့မောင်နှမတွေမှာအဖေကတိကိုတော့မရခဲ့ပဲအဖေလက်ကိုပဲဝိုင်းပြီးပတ္တိစီပေးခဲ့ကြရတယ်။အဖေကိုကျွန်တော်တို့ရှုံကြရပြန်ပါတယ်။နောက်ဆုံးတိုက်ကွက်အနေနဲ့အဖေချစ်တဲ့တာကြီးအော်ရတာကျွန်တော်ကိုယ်တိုင်စ조사ဖို့ကျွန်တော်တို့မောင်နှမတတွေတိုင်ပင်လိုက်ကြတယ်။အဖေမိမပိုးထွက်ရာကပြန်လာခါနေညနေဆောင်အချိန်မှာကျွန်တော်ကပိုးသက်စေးတွေကိုမောင်နှမတွေအကုန်လုံးတောက်ခိုင်းတယ်။ မတော့ကြတော့သူပါဇက်ထဲအကုန်ထဲတောက်တယ်ဆိုပြီးကျွန်တော်ကလဲနေတယ်။ဘေးကမြေကြီးတွေပေါ်မှာပိုးတက်ဆေးတွေကိုချထားလိုက်ပြီးတော့ပေါ့။အဖေလာတော့ညီမတတွေဝိုင်းကိုကြာရင်အကျိုးစားပြောပြနေတဲ့ကိုကျွန်တော်ကြားနေရတယ်။အောင်းစရာအဖေကငြိမ်ပြီးတိတ်ဆိတ်နေတယ်။ပြီးတော့မှအဖေစိတ်လှုပ်ရှားရင်လှုပ်တက်တဲ့သွားကြိတ်တန်ကိုကြားရတယ်။ငါသားကြီးတည်သွားပြီလားဟဲ့ကြည့်ကြစမ်း။ ခင်မုံတို့ခင်တွေတို့ရဲ့တီအီငိုတန်းရုတ်တရက်ရက်သွားတယ်။ဗံမလဲပိုးတက်စီတွေအကုန်ယူခဲ့။ငါသားကြီးသေးတာနဲ့တို့ အကုန်လုံးပိုးတက်စီတောင်းမယ်။အကုန်တောက်ရမယ်။ငါအဖေတောက်ခိုင်းတာကိုနင်တို့ညင်းလို့မရဘူး။မိထားတဲ့ကျွန်တော်မျက်လုံးတွေဖွင့်ချင်တလို့လို့ဖြစ်သွားတယ်။အဖေစိတ်ကိုကျွန်တော်သိတယ်။ကဲဖိုးချိတ်လာခဲ့။ပြေးလာတဲ့ဖိုးချိတ်ကလေးရဲ့ခြေတံတစ်ဖက်ဖြက်နဲ့အတူကျွန်တော်ရုတ်တရက်ထားထိုင်လိုက်တယ်။အဖေကကျွန်တော်ကိုကြည့်တယ် ပြီးတော့တောက်တစ်ချက်ခောင်းရင်ငါသားကြီးရာဆိုတဲ့ရေရွတ်တန်နဲ့အတူအိမ်ဝိုင်းထဲကနေထွက်သွားတော့တယ်။နတ်ဖတ်ဆိုကျွန်တော်ကြောင်းကိုပြန်ရတော့မယ်။ကိုပြစ်ပေါ်မှာပလက်လှန်ရင်မိုးပေါ်ကကြက်ကလေးတွေကိုကျွန်တော်ငေးချင်နေမိတယ်။အိမ်ဖက်စီကအဖေတရောတန်မြင်းမြင်းနဲ့အတူခင်မုန်းတို့ညီမသုံးယောက်ရဲ့တကားပိတ်တန်အထက်ထက်ကိုကြားနေရတယ်။အဖေထွက်ပြေးမယ်လို့ကြားလို့တယ်လေ။နေဝင်မိုးချုပ်တာနဲ့အဖေကိုအိမ်ထဲသွင်းပြီးတကားသိချပိတ်တဲ့အပြင် ကျွန်တော်နဲ့ဖိုးထောင်ကလည်းအိမ်ပြင်ဖက်ကုပြက်ကနေဆောင်းအေးရမလဲကျွန်တော်ဘေးမှာတော့အမူသမားဖိုးထောင်ကအပူပင်ကင်းမဲ့စွာ တခေါ်ခေါ်ဟောက်ဆပြုတ်နေပြီကျွန်တော်အိတ်လို့မရဘူးခင်ပုံးရဲ့ဖះရှစ်ခိုးစီချတန်နဲ့အဖေတရောတန်ပျောက်သွားတဲ့အထိကျွန်တော်အိတ်လို့မရဘူးည9:00ဆိုညနဲ့တက်တဲ့ရွာကလေးရဲ့တကောင်ရမှာကျွန်တော်မျက်လုံးကြောင်နေတယ် ညလုံးတွေကိုမှိတ်ထားပြီးအတွေးတစ်ခုတက်ပြင်းတဆိုင်နဲ့ကိုပြစ်ပေါ်မှာဘယ်ညာလူးလှည့်ရင်အတွေးများစွာတက်ပြင်းများစွာထဲမှာကျွန်တော်အိတ်ချင်မူးရီဖြစ်စပြူလာတယ်။အဲ့ဒီတုန်းမှပဲကျွန်တော်ကြားလဲရတယ်။အတန်တစ်ခုကိုလည်းဗီဒီယိုတကားကြိတ်ဖွင့်နေတဲ့အတန်ပေါ့။ကျွန်တော်မျက်လုံးတွေဖြတ်စောပွင့်လာပြီးကိုပြစ်ပေါ်ကျွန်တော်ထားထိုင်လိုက်မိတယ်။အဖေအဖေကျွန်တော်တို့စိုးရင်ခဲ့တဲ့အချိန်ဟာကြာရောက်လို့လာခဲ့ပါပကော။ ပြီးတော့တကားကိုဖြစ်ဖြစ်ချင်းကြိတ်ဖွင့်နေတဲ့အတားဟာလူချေတိတ်နေတဲ့ညအချိန်မှာပီပီတတကြီးကြနေရတယ်။တနေကုန်ပင်ပန်းထားတဲ့ကျွန်တော်ညီမလေးတွေနှိုးကြမှာမဟုတ်ပါဘူး။ကျွန်တော်သိပါတယ်။ဖိုးထောင်တယောက်လည်းကျွန်တော်နားမှာတခေါ်ခေါ်အဟောက်မပြန်အိမ်မောကြလို့ကျွန်တော်ဘာလို့ရမလဲ။ဖိုးထောင်မြင့်နေအောင်သွေးထားတဲ့တရှိကြီးရှိတယ်။ကျွန်တော်အန်တစ်ချက်ကြိတ်လိုက်မိတယ်။ပြီးတော့အိမ်ရပေါ်ကိုကျွန်တော်ပြန်လှဲလိုက်တယ်။ အဖေကိုကျွန်တော်မတားတော့ပါဘူးအဖေကိုကျွန်တော်တို့မတားနိုင်တော့ပါဘူးအဖေသွားပါအဖေစပင်တွေကိုဆုပ်ပြီးအဖေနဲ့အတူတူအိမ်နေကြဖိုးချိတ်ကလေးကို အဖေဘယ်လိုလုပ်ထားခဲ့မှာပါလဲကျွန်တော်တိချင်းစားလာတယ်ပြီးတော့တကားဖွင့်နံပျောက်သွားပြီးအဖေအတော့အဆောင်တွေအဝတ်အစားတွေကိုအတတ်မမြင်အောင်ထည့်နေပြီပေါ့ထည့်ပြီးတာနဲ့အဖေနောက်ဖေးတကားကထွက်မှာပေါ့နော်ညင်သာလာတဲ့ကျမ်းပြင်ပေါ်ကအဖေခြေတန်း နောက်ဖေးတကားကြိတ်ဖွင့်တဲ့ကျွန်တော်အားလုံးကိုကြားပါတယ်အဖေကျွန်တော်ဘေးနားကနေအตาလေးအဖေဖြတ်သွားတာကိုလည်းကျွန်တော်သိပါတယ်။သွားတော့အဖေသွားတော့ကျွန်တော်အိတ်တော်မယ်။မျက်ရည်ကျပြီးမမောနဲ့အိပ်ပျော်သွားတဲ့အရာတာကို ကျွန်တော်မခံစားရတာကြာပြီလေ။နောက်တနေ့နဲ့နှက်မှတော့အဖေပြောက်တဲ့ကျွန်တော်ညီမလေးတွေဟာအယူမလေးတွေလိုပဲ။အိမ်ချံဝင်းအနှက်မှမရှိမှန်းတိလျက်နဲ့အဖေရဲ့အဖေရဲ့တကြောကြောအခေါ်ကြလုံး နောက်ဖေးခြံတောက်ကအိမ်သာကိုတော်မကြံပြေးကြည့်ပြီးအိမ်သာရဲလည်းမရှိဘူးအကိုရဲ့လောပအောင်ဆိုပြီးမျက်ရည်လည်းရွှဲနဲ့ကျွန်တော်စီပြေးလာတဲ့အဖေအချစ်ဆုံးသမီးခင်တွေးကလေးကိုကျွန်တော်မကြည့်ချင်ဘူး။ตาပြောက်တဲ့မိခင်အဖွားအိုကြီးလိုမျိုးပေါ်လူးနေတဲ့ခင်ပုံမျက်လုံးဝိုင်းလေးနဲ့ပဆက်လေးဟာလို ထိတ်လန့်နေတဲ့ယောဂတဲ့ခင်အေးကလေးကျွန်တော်ရင်ခွင်ထဲမှာအဖေကို ခေါ်ခိုင်းနေတဲ့ဖိုးကျိတ်ကလေး တရှည်ကြီးတဝင်းဝင်းနဲ့ငိုချင်နေတဲ့ဖိုးထောင်အားလုံးကကျွန်တော်ကို အကိုရဲ့လောက်ပါအောင်နဲ့ကျွန်တော်ဘာလို့ရမှာလဲကျွန်တော်လုံနိုင်တာတခုပဲရှိတယ်ကျွန်တော်ចောင်းထွက်ရမယ်ဒီနေ့ကျွန်တော်ចောင်းကို ပြန်ဆရာမလို့တော့ဘူးကျွန်တော်တည်တည်ငြိမ်ငြိမ်နဲ့ပဲသူတို့လေးတွေကို ပြောပြနိုင်ခဲ့ပါတယ်မင်းတို့အားလုံးတာဝန်ကိုအကိုယူနိုင်ပါတယ်ကွာတို့မောင်နှမတို့အဖေကိုမေးလိုက်ကြဆိုနော် တကယ်တမ်းကျတော့အဖေကိုကျွန်တော်တို့မေ့နိုင်ကြလို့လားတနည်းကြကြောအဖေကိုကျွန်တော်တို့မောင်နှမ6ယောက်မေ့ချင်အောင်ဆောင်ခဲ့ကြတာပါအဖေကအိမ်ကထွက်သွားလို့တနည်းနဲ့နှစ်လနဲ့9ရက်မြောက်တဲ့နေ့မှာမွေးစားပေါက်ကလေးလေးကိုပွေလို့အဖေအိမ်ဝိုင်းမှာလာရတာနဲ့မောင်နှမတတွေဥရဖာရပြေးထွက်ခဲ့ကြတယ်လေအဖေထွက်သွားတဲ့အတော်အတွင်ခဏခဏလွမ်းဖြားဖြားတတ်တဲ့ခင်တွေးကလေးနဲ့ဖိုးချိတ်ကရှေ့ဆုံးကပေါ့အဖေကိုအတင်းဖတ်တွေ့ထားကြရင် ငိုလဲငိုရီလဲရီနဲ့လေအဖွားကြီးအိုမလေးခင်မုန်းကတော့သူ့ရဲ့အဖေတူမအေခွဲမောင်ငယ်ပေါ့ဆာကိုရင်ခွင်မှာပွေပြီးသားဖြစ်နေပြီအဖေမိန်းမငယ်ငယ်လေးမိဖွားရင်ဆုံးပါသွားခဲ့ပြီတယ်အပြစ်မဲ့ကလေးငယ်လေးကိုကြည့်ရင်ကျွန်တော်တပြင်းတစ်ချက်ချမိတယ်ကျွန်တော်အတွေ့နောက်ထပ်တာဝန်တည်းရဲ့တိုးလာပြန်ပေါ်လေးဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြောကြပါတယ် ကြည်လေလူချမ်းဖိုးတောင်ပြုံးဖြည်းဖြည်းချင်းနဲ့ခြေထားတဲ့ကလေးကိုယောဂတဲမှလေးမိခင်အေးကတခါမှမလန်းစဘူးမျက်နှာနဲ့ပြုံးလုံးကျွန်တော်တို့စီအဖေပြန်လာပြီပဲကျွန်တော်တို့တိတ်ပျော်ပါလေထမ်းပလက်ကလထိုင်ဘေးကကုပြစ်ပေါ်မှာအဖြူပလင်းနဲ့လက်ဖက်သားစီစဉ်ပကံလေးရှိတယ်အမဲချဖို့ပကံလေးလည်းရှိတယ်ထမ်းကလထိုင်ပေါ်မှာတော့ကျွန်တော်တို့ရဲ့ချစ်စွာသောအဖေရဲ့လေး မျက်နှာညိုညိုငှိုင်တွတွေနဲ့အဝေးတနေရာကိုငေးကြည့်လို့အရက်ခွက်ကိုကောက်ကန်လိုက်တဲ့အဖေမျက်လုံးတွေဟာဆွေးရိပ်တန်းနေတဲ့ရေဝဲဝဲမျက်လုံးတွေဒီပုံစံမှာပဲဒီနေရာမှာပါပဲဒီနေရာလေးမှာဒီပုံစံနဲ့အမေကို လွမ်းခဲ့တဲ့အဖေကို ကျွန်တော်တို့ဘယ်မေးလိမ့်မလဲကျွန်တော်တို့မောင်နှမတတွေရဲ့တောင်းပန်တူရှိုးတဲ့အကြည့်ကို အဖေတိမှတိပါလိစားမျက်လုံးတွေကိုမှိတ်လို့အဖေတရောထိုးတော်မယ် ကျွန်တော်သိပါတယ်ချစ်သည်မကိုပဲ အဖေထိုးမှာပါအဖေတတရအကြိမ်များအရွယ်ရောက်ခြင်းကိုကျွန်တော်တို့မောင်နှမတတွေမကြခင်ရင်ဆိုင်ကြရလိမ့်အောင်မယ်အဖေအဖေရဲ့ထက်ခါတလဲလဲအရွယ်ရောက်ခြင်းတွေအတွက်အဖေဆိုတဲ့အရှိန်ဝါအောက်မှာကျွန်တော်တို့ဘယ်လောက်ထိတီးခံနေရအောင်မလဲဟင်